အာအကျော်လျှော့နေတာဘာမှမဟုတ်ဘူးဗီဒီယို edit လုပ်တော့ဖို့ဆိုတော့ဗီဒီယို edit ကတော့ဒီနေ့ကိုကျွန်တော်ဒီတင်တဲ့တိုင်ငန်းစာတွေဆိုကြရင်ကျွန်တော်ဒီနေ့ကို၄၅နာရီကျွန်တော်တုပ်ယူပါတယ်ဆိုတော့ကျောကျော်လျှော့ထားပါဆရာဆိုတော့ okay ဗီဒီယို edit ကျွန်တော်လုပ်ကြပါမယ်အခုဒီဗီဒီယိုမှာတော့ဗီဒီယို edit ဆက်လုပ်ကြမယ်ဆိုတော့ဗီဒီယို edit ဘိုင်းကတော့ကျွန်တော်တို့အဖုန်းနဲ့ရောကွန်ပျူတာနဲ့ရောလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဖုန်းနဲ့ကိုတိတ်အားမပေးဘူးဗျ။ဘာကြောင့်လဲဆိုတော့ ပေးထားတဲ့ video editing software ကောင်းကောင်းကိုတကယ်အ professional grade ပေါ့နော် professional grade ဆိုဟုတ်လို့အရင်လမ်းနိုင်ယူပြောတာမဟုတ်သေးဘူးကြည့်လို့ရှုလို့ကောင်းတဲ့နေသားတော့ဖြစ်ဖို့ပေါ့နော်ဆိုရင်ကွန်ပျူတာနဲ့လုပ်တာပို့ပြီးတော့လွယ်ကူပြီးတော့ပို့ပြီးတော့မြန်တယ်ပို့ပြီးတော့ powerful ဖြစ်တယ်ဖုန်းနဲ့ကျတော့လုပ်လို့ရလားဆိုတော့ရတော့ရတယ်ခုနကကျွန်တော်ပြောသလိုရန်ကုန်ကနေပြီးတော့ဘက်တလေးကိုဟိုလေရင်နဲ့သွားလို့ရမယ်ခီးမှာကိုလက်တက်နိုင်ပါရဲ့ဒါနဲ့ဖုန်းနဲ့သွားအဖုန်းနဲ့သွားလို့ဖြစ် sorry အဲ ကားနဲ့သွားနေကားနဲ့သွားတယ်ပုံစံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ဒေရင်နဲ့သွားသွားမကီးမှာကားနဲ့သွားခြင်းအပြင်နှေးတယ်ခတ်တယ်ပင်ပန်းတယ်အဲပုံစံပဲကွန်ပျူတာနဲ့လုံးလို့ရနေတဲ့အချိန်မှာဖုန်းနဲ့လုံးခြင်းအပြင်နှေးတယ်ခတ်တယ်ပင်ပန်းတယ်ဆိုတော့ကွန်ပျူတာနဲ့ရောပြောလို့ရှိရင်ခုန software ကြီးတွေကိုကြည့်လိုက်တဲ့အခါမှာ Premiere Pro ဘာလို့ကြည့်လိုက်တဲ့အခါမှာကြီးတယ်လို့ခံစားရတာပေါ့နော် software ကြီးက heavy လေဘာ live ကြည့်ရပါမလားပေါ့နော်ဒါပေမဲ့ တကယ်ကတော့ဟိုအဲ့လောက်ကြီးပခက်ခဲလာအောင်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့က professional grade အနေနဲ့ဟိုလိုတကယ် film making ဘက်ကိုကျွန်တော်တို့ကသွားမှာမဟုတ် theory တွေပိုင်းလည်းဘာမှသွားမှာမဟုတ်ကျွန်တော်တို့က YouTube video တွေစပြီးတော့ထုတ်လို့ရဖို့အလောက်ကိုပဲကျွန်တော်တို့ကရည်ရွယ်ထားတာအဲ့အတွက်အဲကျွန်တော်တို့ဒီမှာ YouTube video တခုထွက်တဲ့အထိကိုကိုမူညာနဲ့ကျွန်တော်လုပ်ပြလို့ရတယ်နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်သွားပါမယ်တော့လည်းဆိုတော့အဲကျွန်တော်တို့ဖုန်းနဲ့အရင်စလိုက်မယ်အဲ့တော့ဖုန်းနဲ့ကကျွန်တော်ခုနကပြောသလိုပဲ not recommended ပါ recommend မပေးပါဘူးဒါပေမဲ့ ဖုန်းထဲမှာရမယ်ဆိုတဲ့လူမျိုးတွေလည်းပါလာမှာဖြစ်တဲ့အတွက်ဖုန်းထဲကို VN video editor ဆိုတာကိုတုံးပြီးတော့မှကျွန်တော် video editor လေးလုပ်ပြပါမယ်။အဲဒါကတော့ကျွန်တော် YouTube box က VN video editor သုံးပုံသုံးနည်း video လေးကိုကျွန်တော်ဒီမှာပြန်ထည့်ပေးလိုက်ပါမယ်။အဲဆိုတော့ဒီခါလေးလည်းကျွန်တော်ကြည့်ရတာအဆင်ပြေတယ်ပေါ့နော်။ဆိုတော့ပြီးရင်အခုချက်ချင်းစလုပ်မဲ့လူတွေလည်းစပြီးသုံးလို့ရမယ်ပေါ့နော်။ဆိုတော့အဲ့ဒါလေးကြည့်ကြည့်ရအောင်။ Hello ။ဟောမင်္ဂလာပါ။အဲ့တော့ကျွန်တော်ဒီ video မှာတော့ကျွန်တော်ဗာပြမယ်ဆိုလို့ရှိရင်ဒီ VN ဆိုတဲ့ကျွန်တော်တို့ဒီ application ကိုသုံးပြီးတော့မှ အာကျွန်တော်တို့ဟိုဗီဒီယို editing ကိုဖုန်းနဲ့အလွယ်တကူလုပ်ပုံလုပ်နေပေါ့เนาะဆိုတော့ VN ကကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီဘက်ချမ်းမှာ sorry ဒီဘက်ချမ်းမှာကျွန်တော်တို့ဒီစခွင်လေးကျွန်တော်စခွင်ကို share ထားတယ်ပေါ့เนาะဆိုတော့ VN ဆိုတာကဒီဒီခု V ရဲ့ N ရဲ့ application ပေါ့တော့ VN ဆိုတာ vlog now ရဲ့အာအတူောက်ပေါ့เนาะဆိုတော့ VN ဆိုတဲ့ software ကိုကျွန်တော်တို့သုံးမယ် download ဆွဲရတာလွယ်ပါတယ် Play Store မှာ VN လို့ရှာလိုက်လို့ထွက်လာလိမ့်မယ် VN Video Editor လို့ရှာလိုက်လို့ထွက်လာတယ်နော်ဆိုတော့ဒါလေး install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒါလေးကိုစသုံးမယ်ပေါ့နော်အော်သုံးတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီမှာစပြီးခွင့်လိုက်လို့ရှိရင်ဒါကျွန်တော်တို့ VN ရဲ့အဲသူ့ရဲ့ဒီ introduction လေးလာပါလိမ့်မယ်အဲ့ဒါပြီးသွားလို့ရှိရင်အဲကျွန်တော်တို့ဒီလိုပုံစံမျိုးလေးတွေ့ရမှာပေါ့နော်ကျွန်တော်ဒါကျွန်တော်ကအရင် project လေးတွေဟိုလုပ်ပြီးသားလေးတွေရှိလို့ဒီလိုမျိုးဖြစ်နေတာပေါ့ဆိုတော့ project မရှိရင် project တွေလုံးဝ zero တွေ့ရမှာပေါ့နော်ဆိုတော့အခုကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင် project အတိတ်ခုလုပ်မယ်ဒီအပောင်းလေးကိုနှိမ့်လိုက်မယ်နှိမ့်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ project လေးနေစပြီးထည့်လို့ရပြီပေါ့အဲ့တော့ကျွန်တော်တို့မှာ new project ကိုနှိမ့်မယ်နော်အဲ့တော့ new project ထဲမှာကျွန်တော်တို့ဘာပြီးပါလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့အာကျွန်တော်အရင်ရိုက်ထားတဲ့ကျွန်တော် footage တွေပေါ့အဲ့တော့ကိုကဒီ software မလုပ်ခင်မှာအရင်ဆုံး footage တွေတော့ပြီးအောင်အကုန်ရိုက်ထားရမယ် ပုံနေလဲကျွန်တော်တို့စိတ်ထားရမယ်။အဲ့တော့ဒီမှာတို့ကဗီဒီယိုတွေပါတယ်။အဲ့တော့ဒီမှာဖိုတိုနှိမ့်ရလို့ရှိရင်ဒါကျွန်တော်တို့ပုံနေပါမယ်။ဟောနော်။ဆိုတော့ဒီမှာဗီဒီယိုမှာကျွန်တော်တို့အခုတော့ကျွန်တော်ဗီဒီယိုကိုအရင်ထည့်ပြမယ်ပေါ့နော်။ဆိုတော့ဗီဒီယိုမှာကျွန်တော်အခုနှစ်ခုပေါ့။ဗီဒီယိုနှစ်ခုကျွန်တော်ဆက်လက်လုပ်လိုက်မယ်။ဟောနော်။အဲ့တော့ဗီဒီယိုကိုမှဆယ်ခုရှိရင်ဆယ်ခုဆက်လက်လုပ်လို့ရတယ်။ပြီးရင်ဒီမျှော်နှိမ့်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အထဲကို project ထဲကိုဝင်သွားပြီ။ဆိုတော့ဒါလေးဒီကျွန်တော်တို့ timeline ျွန်တော်တို့ရဲ့ဗီဒီယိုရဲ့ timeline ပေါ့အဲ့တော့အခုအချိန်မှာကျွန်တော်တို့ play လုပ်ကြည့်မယ်ဆိုလို့ရှိရင်မှာဗီဒီယိုပြနေတယ်ကျွန်တော်အထဲကိုဝင်သွားတယ်ပေါ့နော်ဒါမျိုးပြဆိုတော့ကျွန်တော်တို့အအရင်ဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အချိုးကိုပြင်ရမယ် reach ကိုပြင်ရမယ်အပေါ်က original ဆိုတဲ့နေရာကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ YouTube အတွက်ဆိုတော့16အချိုး9ပေါ့နော်ဆိုတော့16အချိုး9ကိုကျွန်တော်တို့ရွေးပါမယ် ဆိုရင်ဒီလိုမျိုးအချိုးပြောင်းသွားပြီဆိုတော့အဲ့ဒါအစတည်းကကိုကဆက်ချောက်အချိုးကိုနဲ့ရိုက်ခဲ့ရင်တော့ပူကောင်းလိမ့်မယ်ပေါ့နော်တို့ကြဟို size ကမှားနေလို့ပေါ့ဆိုလို့ရှိရင်ရိုက်တာအဆင်မပြေဟိုပြန် edit လုပ်တဲ့အချိန်မှာအဆင်မပြေမှာဆိုလို့ပေါ့နော်ဆိုတော့ဒါလင်းရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ play ပြန်လုပ်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဗီဒီယိုလာပြီပေါ့နော်ကျွန်တော်ဗီဒီယိုကတော့အရှိလိုက်ရိုက်ထားမိညာဆိုတော့ဒါအခုနမူနာပြလာဖြစ်တဲ့အတွက်ကျွန်တော်ဒါမျိုးလေးပြလိုက်တာပေါ့နော်ဆိုတော့ကိုကရိုက်ကြတဲ့ကတော့ဒီလိုဖုန်းကိုစောင်းပြီးတော့ပဲဖြစ်ဖြစ်ရိုက်ခဲ့ပေါ့နော် ဆိုတော့ဒါရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုတော့ခုနဖိုင်လေးတွေကိုကြည့်မယ်ပြီးရင်မလိုတဲ့နေရာတွေကိုကျွန်တော်တို့ဖြတ်ထုတ်နော်ဖြတ်တာကဒီအလျာကျွန်တော်ကတ်ကြီးပုံစံ split ဆိုတဲ့ဟာလေးရှိမယ်အဲ့ဒါလေးကိုနှိမ့်လိုက်နှိမ့်လို့ရှိရင်နှိမ့်တဲ့နေရာမှာသူကနှစ်ပိုင်းကွဲသွားတယ်ဟုတ်ပါတယ်ပြဲအဲ့တော့ဒီအလယ်လေးကိုဖြတ်ထုတ်ခြင်းနဲ့မကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်ကဒီအလယ်နားလေးမှာနေရာလေးထားပြီးနောက်တစ်ချက် split ကိုနှိမ့်ပြီးရင်ဒီအလယ်မှာအကွက်တစ်ခွက်ပေါ်သွားမယ်အဲ့ဒါလေးကိုကျွန်တော် delete လုပ်ရတာနဲ့အဲ့ ပိုင်းပြတ်သွားပြီဘောနော်ဆိုတော့ဒါဆိုလို့ရှိရင်ကြည်လိုက်ခုနဒီအပိုင်းပြောက်သွားပြီပြောက်ပြီးဒီနေရာမှာဘက်ဆိုချက်ချင်းဝင်သွားတယ်တွေ့လားခုနကကျွန်တော်ဟိုဖြတ်ခဲ့တဲ့နေရာပြောက်သွားတယ်နော်ဒါလိုလုပ်တာဆိုတော့ဒါကဖြတ်တာအဲ့တော့မှားသွားတယ်အန်ဒူလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီဘောကမြောက်အောင်ဆင်းလိုက်လို့ရှိရင်ဒီမှာအန်ဒူလေးပြန်လုပ်လို့ရတယ်အန်ဒူအများကြီးပြန်လုပ်လို့ရတယ်โอเคဟုတ်ပြီဒါ split ပိုင်းအဲ့တော့ကျွန်တော်တို့ကမလိုတဲ့အပိုင်းဖြတ်မယ်ဆိုလို့ရှိရင်ခုနကလိုပဲဒီနေရာလေးမလိုဘူးဆိုလို့ရှိရင် split လုပ် ြီးနောက်ကျွန်တော်တို့ဖြတ်မဲ့နေရာလေးရောက်သွားရင် split ထပ်လို့အလဲရပိုင်းကိုကျွန်တော်တို့ဟိုအဝါလေးဆက်လက်ဖြည့်အောင်လုပ်လိုက်ပြီးရင် delete နှိပ်ပြီးတော့ဖြတ်လိုက်ဒါပဲအဲ့တော့ဒါကဖြတ်တယ်အပိုင်းပေါ့နော်ဟုတ်ပြီကျွန်တော် effect ထည့်မယ်ဆိုလို့ရှိရင်ဟုတ်ကဲ့အဲ့တော့ဒီနေရာလေးမှာကျွန်တော် effect လေးထည့်ကျင်တယ်ဆိုပါစို့ဒီနေရာမှာကျွန်တော် effect ထည့်ကျင်တယ်အဲ့တော့ effect ထည့်ကျင်တဲ့နေရာထိရောက်အောင်ကျွန်တော်သွားမယ်ပြီးရင်ဒီဘက်ကအမှိုက်ပုံးရဲ့ဘေးမှာ fx ဆိုတာရှိတယ် fx ကိုကျွန်တော်နှိပ်မယ် အဲ့တော့ effect တွေအများကြီးသူကပြထားတာရှိတယ်နော်အဲ့တော့တခုတော့စမ်းနေကြည့်ကြည့်ပုံသွားတဲ့ effect ဒီလိုမျိုးဆွဲသွားတဲ့ effect โอเคအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော် effect လေးတွေသူကခုံကြည့်လိုက်ဒါဆိုခုံတဲ့ဟာလေးဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆုပ်သွားတဲ့ဟာမျိုးလေးအဲ့ဒါမျိုးပေါ့နော်အခုဒါလေးကိုကြိုက်တယ်ဒီ effect လေးကြိုက်တယ်ဆိုလို့ရှိရင်သူ့ကိုဒီမှာအမှန်ကြီးလေ့ချပြီးတော့ apply လုပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ apply ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ play ပဲပြန်ကြည့်လို့ရတယ်ဒီမှာလှုပ်သွားတယ်နော် ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒါ effect ထည့်ရပါဘောเนาะအဲ့တော့ကြိုက်တဲ့ effect ကိုကြိုက်တယ်လို့ကျွန်တော်တို့ထည့်လို့ရတယ်ဒါကိုဗီဒီယိုနဲ့ကြိုက်နေတဲ့အချိန်မှာထည့်ပါဘောเนาะပြီးရင် trim လောက်တာ trim လောက်တာကတော့ကျွန်တော်တို့ဟိုခုနဖြတ်တာနဲ့တူတယ်ဒါတူကြတော့ဒီအခုရှိနေတဲ့ကျွန်တော်တို့ရဲ့ဗီဒီယို clip ကိုပဲဒီကျွန်တော်တို့ဒီအာအတိုးလျှော့လောက်တာပေါ့เนาะအဲ့တော့ဒီနောက်ပိုင်းလေးမပါတော့ဘူးမပါတော့အောင်လုပ်ပြီးတော့မှ trim လုပ်ပြီးတော့မှဘေးပြန်လို့လေ ကြရတယ်ဒါဆိုတော့ train ဖြစ်သွားပြီပေါ့နော်ဆိုတော့ train ကတော့ကျွန်တော်တိတ်မတုံးဘူးခုနကဒီ cut တာကိုကျွန်တော်ပို့တုံးတယ်ကျွန်တော်တို့ကလीပြီးရင် now uh, speak speak ဘိုင်းက ကြတော့လေဥပမာကျွန်တော်တို့ဒီဘိုင်းလေးကိုကျွန်တော် speak မြင်နေတယ်ဆိုလို့ရှိရင်ဒီ speak ကိုခုနကဟိုမြင်နေတဲ့အပိုင်းလေးကိုအရင် cut လိုက်တာကောင်းတယ် split လုပ်တယ်ပြီးရင် now ဒီအပိုင်းလေးမြင်နေတဲ့ speak မြင်နေတယ်ဆိုလို့ရှိရင် split လုပ်မယ်ပြီးရင်ဒီအပိုင်းကိုကျွန်တော်က speak တိုးမယ် စပိတ်ကတော်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးဟိုကျွန်တော်တို့ဟိုဒါပုံမှန်စပိတ်အဲ့တော့အဲ့စပိတ်ကိုကျွန်တော်တို့ကတိုးမယ်ဘယ်လိုတိုးမလဲဆိုလို့ရှိရင်ဒီဘားလေးကိုအလဲရဆက်ကလေးကိုအပေါ်ကိုဆဲမြောင်းလိုက်လို့ရှိရင်တော့စပိတ်မြန်သွားတယ်အလဲနားမမြန်သွားတယ်ဒီဒုတိယတစ်ခုကိုမြောင်းလို့ရှိရင်လည်းအိတ်နားဆာပြီးမြန်တယ်တတိယတစ်ခုကိုမြောင်းရင်အိတ်သုံးခုမြန်တယ်ဘောလေပြီးရင်အဲနှေးကျင်တယ်ဆိုလို့ရှိရင်ဒါကိုအောက်ကိုဆဲချလိုက်ရင်တော့နှေးရောနော်အဲ့တော့ဒါကျွန်တော်ကြိုက်တယ်လို့ကစားလို့ရတယ် ပြီးရင်အမှန်ကြီးတင်းနှဲ့ရလို့ရှိရင်အဲ့ဒီဘိုင်းဒီပြောင်းလဲသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကိုအစားစားပြီးပြန်ပလေးကြည့်မယ်ဟောလာတယ်ပြီးရင်ဒီနေရာမှာခွိခွိဆိုရဲလာနှစ်ချက်တုံသွားတယ်ပြီးရင်ဒီမှာ effect တစ်ခုလာလိမ့်မယ်အဲ့လိုဒီတော့ဒါကျွန်တော်တို့ကြိုက်တယ်လို့ကို creative ဖြစ်ရင်ဖြစ်တဲ့လောက်ကိုကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ပြီးရင် fader ထည့်မယ်အော် fader ကကျတော့ကျွန်တော်တို့ color ထည့်တာပေါ့ကျွန်တော်တို့မှာ fader ကြီးထည့်လို့ရတယ်အရာကိုကြိုက်တယ်လို့ပြောင်းလို့ရတယ်ကိုရဲ့အရာကိုပုံမှန်တတ်မှတ်ထားပြီးအဲ့တစ်ခုတည်းကိုပဲတုံးကျင်နဲ့တုံးလို့ရတယ်ပေါ့နော် အဲပြီးတဲ့ခါကျလို့ရှိရင်ဒါတော့ကျွန်တော်အောက်ကခလုတ်တွေသာစုံသွားပြီအဲ့တော့ပြီးတဲ့ခါကျရင်ကျွန်တော်တို့ကအတန်ကိစ္စဩဒါကျွန်တော်တို့ဗီဒီယိုဖိုင်ရှင်ရှိတယ်ဆိုဗီဒီယိုဖိုင်မှာကျွန်တော်တို့အတန်ထည့်မယ်ဆိုတော့သူ့ရဲ့ဒီဒီဗီဒီယိုဖိုင်ရဲ့ original အတန်တွေပါနေတာရှိမယ် original အတန်တွေကိုကျွန်တော်တို့ဖျောက်ချင်တယ်ဆိုလို့ရှိရင်ဒီအောက်က music ပုံလေးကိုနှိပ်ရလို့ရှိရင်သူကဟိုအခြေကလေးဖြစ်သွားပြီဒါဆိုရင်အဲ့ original အတန်တွေပျောက်သွားလိမ့်မယ်ဥမာနောက်က background noise ကြီးကားဟွန်းတဲ့နေပါကြီးအကုန်လုံးဒါကဖျောက်ပြီးလို့ရတယ်ပေါ့နော် ပြီးရင်ဒီအပေါ်က tap to add music ဆိုတဲ့ဟာကိုနှိပ်ရလို့ရှိရင်ကြတော့ကျွန်တော်တို့ဒီမှာ music ရဲ့ effect ရဲ့ record ရဲ့ပါလာတယ်။ဆိုတော့ music ကကြတော့ကျွန်တော်တို့ဖုန်းထဲက music ပေါ့။အဲ့တော့ကျွန်တော်ကအရင်အတန်ကိုအရင်တွင်းထားမယ်။တွင်းထားပြီးတော့လို့ရှိရင်အဲ့ဒီ music clip ကိုနှိပ်ပြီးနှိပ်ပြီးတော့မှအဲ့အတန် file mp3 file ကိုပြန်ရွေးမယ်။အဲ့လိုပြန်ရွေးလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့အဲဒီဒီအတန်ဒီဒီဗီဒီယိုနဲ့သူက match ဖြစ်သွားလိမ့်မယ်။ဒါကျွန်တော်ခုနပြောတဲ့အတန်တွင်းပြီးအရှိရာပုံလေးတွေထည့်ပြီးတော့ ဗီဒီယိုလုတ်ချင်တဲ့သူမျိုးတွေအတွက်ကိုဒါမျိုးတုံးလို့ရတယ်ပေါ့နော်